စပင်းကလည်းဒါမလင်းတကယ်မြန်နိုးလို့ထားတာပါဟိုခဏခဏလည်းမလင်းပြောပြပါဘူးဒီစပင်းညက်တယ်ဆိုတာမလင်းကညူကျင်လို့ပြိုကျင်လို့လှကျင်လို့ဒါမျိုးအနေနဲ့မဟုတ်ပါဘူးအာထင်းနဲ့လက်တထွာလောက်ပဲညှက်လိုက်တာပါကောက်ကောက်ထားတဲ့အတွက်ကြောင့်မလို့စပင်းကပိုတူသွားတာပေါ့နော်စပင်းတို့ဒါအပြင်းမိုင်းပြင်ဆင်မှုလို့ဆိုတာဒါအပြင်းမိုင်းအခွန်နေပါအရေးကြီးတာအဓိကစိတ်တက်ပါပဲမလင်းပြောအခုလိုပြောပြလိုက်တဲ့အတွက်ကြောင့်မလို့မလင်းကိုစိတ်ဆိုးနေတဲ့ပြိတ်သက်ရှိရင်တောင်မှပဲမလင်းပြောတာလေးနားလည်ပြေးနိုင်မယ်လို့ထင်ပါတယ်

ကိုကဟိုဖွင့်လေပြောရင်ကိုကလူကြီးဖြစ်နေတဲ့အခါကျတော့ကို့မှာတော့ခလေးလိုဖြန့်နေပါရီအဲ့လိုအများကြီးလည်းမရှိဘူးပေါ့နော်ဆိုတဲ့အတွက်ကြောင့်မလို့ခလေးတွေကိုလာအားပေးတဲ့ fan လေးကိုအဲလက်တွေ့ဖို့အတွက်ကိုလာခဲ့တာပါဟုတ်ဒါပေမဲ့ဒီရောက်တဲ့အခါကျတော့မထင်မှတ်ဖ ೇನೆ ပေါ့နော်အာကို့ fan လေးတွေလည်းတွေ့လိုက်တဲ့အခါကျတော့အေးဝမ်းသာရယ်ဘာလို့လဲဆိုတော့ကို့အသက်ရည်ဒီရွယ်ရောက်နေမှာကို့ဒီလိုမျိုး fan တွေပါရီဒီလိုမျိုးပွဲမျိုးမှာလာလိမ့်မယ်လို့တကယ်ကိုမထင်ထားဘူးပေါ့နော်ဘာလို့ကို့အသက်ရည်နေရဒီလိုမျိုးမရှိ ကလေးနဲ့ဘယ်လိုလုပ်သွားရှင်လို့ရမှာလဲလေဆိုတဲ့အခါကျတော့ဒီကိုယ့်ရဲ့ fan တေးသေးလေးနည်းနည်းလေးကလာပြီးတော့ surprise လာတိုက်တဲ့အတွက်ကိုတကယ်ဝီဂျီနေမှာအခုဘာပြောရမလဲတော့မသိအောင်ဖြစ်ဝန်းတာပါရဲ့အာ fan page ဆိုတာဟိုပေါ့နော်ဒီကလေးလေးတွေလောက်ထားမလင်းอ่ะအဲ့ဟာတွေကိုပွင့်လင်းပြောရင်ဟိုအဲ့လိုမျိုးအပိုင်းနေမလင်းသိ ဲဘူးပေါ့နော်အဲအခုလဲဒီလိုပဲဒီမလင်းဖန်တသေးလေးညာတသေးလေးညာမလင်းတစ်ခါလဲပြောပြပါပြီဒီဖန်လေးညာဆိုရင်မလင်းသမီးထက်တောင်ငယ်တဲ့ခလေးလေးတွေပေါ့နော်မလင်းဟိုမထင်တော့မထင်ပါဘူးဒီလိုရခလေးလေးညာကိုယ်လာပြီးတော့ချစ်ချစ်မယ်ဆိုတာဟိုတကယ်ကိုမထင်ထားပါဘူးဒီခလေးလေးတွေကိုခေါင်းဆောင်နဲ့ခလေးကြီးရတာဒါမလင်းဟိုးရုံးနေရမလင်းကိုအမကန်အားပေးတဲ့တရားပေါ့နော်ဟာသူတို့တွေစုပြီးတော့လုပ်ထားပါဘူး um ဘာကွာလဲဆိုတော့ တန်နေပိုင်းတော့မသိဘူးကိုယ့်ရဲ့ခံစားမှုတော့နည်းနည်းกว่าတာပေါ့เนาะဘာဖြစ်လို့လဲဆိုတော့အရင်တော့ကကြတော့အာကိုအတင်းတင်းအောင်မြင်နေတဲ့အချိန်မှာအာဖန်ဒီအများကြီးတွေကအများကြီးရတဲ့ feel လေးပေါ့เนาะအခုကြတော့အဲ့ရအပိုင်းကြလဲရသွားပြီအာပြိသက်တယောက်ရဖို့ဆိုတာမလွယ်ဘူးအဲ့လိုအချိန်မျိုးမှာမရတဲ့ fan ကတကယ်ကိုဖြေပါပဲအဲ့ဒီပြိသက်အခုမင်းရဲ့ပြိသက်ကြီးမြင်လားမသိဘူးဆိုတော့သမီးတစ်နိုင်တဲ့ဟာလေးပြောပါဦး ါသဘေရှိရှိလေးပဲတော့ကြာတာဟုတ်တယ်ဟုတ်စပင်းရလေဒါမလင်းတကယ်မြန်နိုးလို့ထားတာပါဟိုခဏခဏလည်းမလင်းပြောပြပါဘူးဒီစပင်းညက်တယ်ဆိုတာမလင်းကနှုတ်ကျင်လို့ပြိုကျင်လို့လှကျင်လို့ဒါမျိုးအနေနဲ့မဟုတ်ပါဘူးအမြဲတမ်းပေါ့နော်မလင်းကိုကြည့်လိုက်လင်းစာနီဆိုတာတောက်လျှောက်ဟိုငငယ်လေးကအခုချိန်ထိပေါ့နော်စပင်းအရှင်နဲ့ဆိုတော့တမျိုးကြကားရလို့ရှင်လည်းမလင်းရဲ့မျက်နှာပြောင်းလဲမှုမရှိဘူးပေါ့နော်ဆိုတဲ့အခါကျတော့ဟိုစပင်းလေးတမျိုးလေးမျက်ချင်းလိုက်အရင်တူတူကြီးညက်လိုက်တာမဟုတ်ပါဘူးမလင်း ထင်းနဲ့လက်တထွာလောက်ပဲညှက်လိုက်တာပါကောက်ကောက်ထားတဲ့အတွက်ကြောင့်မလို့စမီးကပို့တူသွားတာပေါ့နော်ဆိုတဲ့အခါကျရင်စိတ်ထဲမှာတော့အဲ့လိုကိုယ်အပြောင်းလဲလေးဖြစ်စေခြင်းနဲ့အပြောင်းလဲလေးမြင်စေခြင်းနဲ့အဲသပင်တို့ဒါအပြင်းမိုင်းပြင်ဆင်မှုလို့ဆိုတာဒါအပြင်းမိုင်းအခွန်နေပါအရေးကြီးတာအဓိကစိတ်သက်ပါပဲသပင်တွေပြောင်းပြောင်းဘာတွေပြောင်းပြောင်းစိတ်ကတော့တမျိုးကြခိုးလုံးနေတဲ့စိတ်နဲ့အခုစိတ်နဲ့နောက်ဖြစ်မဲ့စိတ်နဲ့ဘယ်တော့မှပြောင်းလဲတော့မှာမဟုတ်ပါဘူးဟုတ်ပါဘူးမလင်းညံ့မယ်လို့စဉ်းစားပြီးတဲ့အချိန်ကစပြီး အကုန်လုံးကိုမလင်းစဉ်းစားပြီးမှအလုပ်လုပ်တာပါဘာလို့လဲဆိုတော့နောက်နောက်ဆိုတာဘယ်တော့မှမကောင်းဘူးလေဖြစ်နိုင်လို့ရှိရင် နောင်တမရရဲ့လူဆိုတော့မရှိဘူးပေါ့နော်နောင်တနေတဲ့သူဖြစ်အောင်နေရဒီသမီးနဲ့ပတ်သက်ပြီးတော့အများကြီးလဲလှုပ်ထားတာမဟုတ်ဘူးနောက်ပြီးကြတော့အခုပြောသလိုမလင်းပြောအခုလိုပြောပြလိုက်တဲ့အတွက်ကြောင့်မလို့မလင်းကိုစိတ်ဆိုးနေတဲ့ပြိသက်ရှိရင်တောင်မှပဲမလင်းပြောတာလေးနားလဲပြေးနိုင်မယ်လို့ထင်ပါတယ်ဒါကတော့ဒီလိုပဲပေါ့နော်ကိုချစ်တဲ့သူဆိုလို့ရှိရင်မဲနေလို့ရှိရင်လည်းဟဲ့မဲမဲလေးနဲ့ချစ်စရာလေးဝါနေလည်းဟဲ့ဝါဝါလေးကချစ်စရာလေးဒီလိုရောပေါ့နော်သူတို့ကလည်းအန်ဒီလေးကိုချစ်နေတဲ့အခါကျတော့သူတို့အန်ဒီဘာလှုပ်လို့ပေါ့နော်ဒီခါလေးကျရင်သူတို့နဲ့ group chat ကလေးလှုပ်ထားတယ်လေအဲ့ group chat မှာတိတိလ ုက်အတင်းလေးရုပ်ဆိုးနေတဲ့ပုံလေးကြီးပဲသူတို့ကအဲ့လိုမျိုးလေးလှုပ်ထားလေးစုထားသူတို့ချင်းချင်းစကားပြောရင်အတင်းလေးအဲ့လိုပုံနေတဲ့သူတို့ကသူတို့ပဲလှုပ်တတ်တယ်အတင်းလေးကတော့အဲ့အားကြီးတိတ်နားမလဲဘောနော်သူတို့အဲ့လိုကြီးလှုပ်ပြီးစကားပြောအဲ့တော့ကြောင့်မလို့သူတို့ကရုပ်ဆိုးလဲသူတို့ကရုပ်ကိုချစ်တာမဟုတ်ဘူးထင်ပါတယ်အခုပေါ့နော်လာပြီးတော့အားပေးရဲအကုန်လုံးအကုန်လုံးအားလုံးသောသူများရဲ့ fan တွေအကုန်လုံးရောနောက်ပြီးကြတော့ပေါ့နော်အာအန်တီလေးကို surprise ဖြစ်အောင်လာတိုက်တယ် fan တွေပူကြီးကလေးတွေရောနောက်ကြတော့အကုန်လုံးပေါ့နော် အဲဝိုင်းပြီးတော့ဒီစုအားပေးတာပြည်သက်တွေအားလုံးရောမလင်းအခုချိန်အထိပေါ့နော်ဒီအမှုပညာနဲ့ပတ်သက်လို့ရှိရင်ကိုဘက်ကတအားသေးရေပေါ့နော်အတက်နိုင်ဆုံးစူးစမ်းအဲရရနေရမှာပေါ့နော်စူးစမ်းသွားမှာပါအဲ့ဒီအတွက်ကြောင့်မို့ပြည်သက်တွေအားလည်းဟိုအမငယ်အောင်ပေါ့နော်ခါတိုင်းထည့်ပို့ပြီးတော့အားပေးနိုင်ပါစေလို့ဆုတောင်းပါတယ်ရှင်